ုတ်ဘူးအပမီနေတာတယောက်ယောက်ကပညာနဲ့ကိုလှုပ်ထားတာအမတော့မမှန်းထားပါဘူးဘာလို့လဲဆိုတော့တယုတ်ဆောင်ဖြစ်တဲ့အတွက်ကိုအလုပ်တစ်ခုကိုလက်ခံပြီးပြီးဆိုလို့ရှိရင်ဒီ character ကိုကိုအကောင်းဆုံးအအနည်းဆက်ဆုံးသူနဲ့အတူဆုံးဖြစ်အောင်ဘလို့တယုတ်ဖို့မလဲဘလို့ဖန်တီးမလဲဆိုတာပဲအမစိတ်ဝင်စားပါတယ်အဲ့တော့အမတည်တလောက်တက်တလောက်ကလေးနဲ့အမစူးစမ်းထားပါတယ် ဥစ္စာဆောင်မျိုးစုံမျိုးရတော့လာတာဖြစ်ချင်ဖြစ်နိုင်တယ်။သူ့ကိုလင်းကိုအိမ်မထဲမှာပြေးဘူးလေ။ဟောအဲ့လိုမျိုးအမကိုနှလုံးသားထဲမှာရှိတာဟိုပဲအမကျေးဇူးအများကြီးတင်ပါတယ်။ပရိသတ်တွေအမြင်ဆန်းနေပေါ့နော်။မမြင်ဒီလိုကားမျိုးလေးတွေမကြည့်မကြည့်ရတာကြာပြီပေါ့။မကြည့်ရတာကြားတဲ့ပရိသတ်တွေအတွက်ဒီဇလန်လေးကိုဖန်တီးပေးတယ်။အဲ W Entertainment ပေါ့ဒါတကယ်ကို high budget နဲ့သုံးပြီးတော့မှသူဒါ အကောင်းဆုံးဖြစ်အောင်လို့တို့ဖန်တီးပေးထားတယ်။အဲ့တော့ကြောင့်မို့လို့ကြည့်ရှုတဲ့ပရိသတ်တွေလာကြည့်တဲ့ခါကြလို့ရှိရင်လည်းတကယ်ကိုစိတ်ကျနဲ့ဟိုရရလိမ့်မယ်လို့မျောတော့ယုံကြည်ပါတယ်။ဆောင်မှုအမှုပညာကိုဟိုလက်ခံရတယ်အသိမှတ်ပြုကြတယ်ဆိုတော့အမှုပညာရှင်တယောက်အနေနဲ့ကတော့အဲတကယ်ကိုကျင့်တဲ့ဝမ်းသာပီတိဖြစ်ရတာပေါ့နော် ဥစ္စာဆောင်မျိုးစုံရောတော့လာတာဖြစ်ချင်ဖြစ်နိုင်တယ်။သူ့ကိုလင်းကိုအင်္ဂါထဲမှာပြေးဘူးလေ။ဒီကားမှာလေအဲကိကတော့ဝိုင်းဖြစ်နေပြီပေါ့နော်။ဝိုင်းဖြစ်နေပြီဆိုတော့သူ့အတွက်ကလည်းဟိုတကယ်ကို challenge ဖြစ်တဲ့ကားလေးပါဒီကားလေးကလေ။အဲသူရိုက်နေကြအချစ်ကားလေးတွေတခြားကားတွေနဲ့မတူတဲ့ဟာလေးပေါ့။ဆိုရဲခါကြတော့သူလည်းအများကြီးစူးစမ်းထားပါတယ်ပြီးတော့ဒီကားထဲမှာပါတဲ့မျက်နှာသစ်ကလေးပေါ့နော်မျက်နှာသစ်ဆိုတာ အဲထုံအောင်တို့ထုံအောင်ရဲ့ဇနီးလောက်တဲ့ကောင်မလေးတို့သူတို့ရဆိုလို့ရှိရင်လည်းဒါအားလုံးကလေဒီတယုတ်ဆောင်နေတယ်လို့ကိုမထင်ရပဲနဲ့ဒီကားတကားလုံးမှာဒီရွာတွေကသူတွေအားလုံးတသားတည်းဖြစ်သွားတယ်ပေါ့ဆိုတော့သူတို့တွေအများကြီးစူးစမ်းကြပါတယ်အဲ့ဒါလေးတွေတော့ဝန်တာစရာတွေ့ရတာပေါ့နော်ဒီကားကိုဘာကြောင့်လက်ခံပြလဲဆိုတော့အမမလုပ်ဘူးသေးတယ်ဖမေတော်ရဲ့ character ကိုအမမလုပ်ဘူးသေးဘူးပေါ့နော် မလုပ်ဘူးသေးတော့အမကိုရံစိတ်ဝင်စားတယ်စိတ်ဝင်စားတာရေပြီးတဲ့ခါကျကိုထက်နဲ့အမနဲ့ကဒီကောက်မှာအမရအမတယုတ်ဆောင်ကိုထက်ကဒရိုက်တာအနေနဲ့ဒီကောက်မှာပထမဆုံးစုံတာပါအဲအခါကျတော့ကိုထက်နဲ့လည်းအမရိုက်ကြည့်ချင်တယ်ရိုက်ချင်တယ်ပေါ့နော်ကိုထက်ကအရှေ့ရဒီအဲအိမ်မက်ကာရံတော့ကကြတော့အမဒီနီနီတို့အမကိုရှ်လုပ်ပေးရတာပေါ့ဆိုတော့အဲ့တော့ကကိုထက်နဲ့တော့စုံမှုပါတယ်ဒါကိုတယုတ်ဆောင်အနေနဲ့ကတော့ကိုထက်နဲ့ကဒါပထမဆုံးစုံတဲ့ကားပေါ့ ဆိုတော့ကိုရိုက်ချင်တဲ့ character နဲ့လည်းစုံရတာဖြစ်တယ်ပြီးတော့ကိုမလုပ်ဘူးသေးတဲ့ character တစ်ခုကိုလည်းလုံးဝမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကားလေးကိုလက်ခံပြတာပါလေရေရေပါတာမဟုတ်ဘူးအဖမီနေတာတဲ့ရောက်ရောက်ကပြညာနဲ့ကိုလှုပ်ထားတာခွဲပါအဲ့ဒီကိုရှလုံးတော့လေကို့အမြဲတမ်းသူ့လိုသူ့ပါလိုချင်တယ်ဆိုတော့ကို့ကိုပြောပြအမြဲတမ်းသူနဲ့ကိုနဲ့ပြောပြတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ ဒီရိုက်တဲ့ခါကျတော့လေတိတ်အများကြီးတော့ပြောเสียအောင်မလို့ဘောကိုထပ်ပါလို့ချင်းတယ်ဆိုတော့သူတခုပြောလိုက်လို့ရှိရင်အမအဲတိတယ်ပေါ့နော်ဆိုတဲ့ခါကျတော့တိတ်ပြီးတော့ခက်ခက်ခဲခဲကိုထပ်နဲ့ကိုချားမှာအဲညှိနှိုင်းရတာမျိုးတော့မရှိပါဘူးအမတော့မမှန်းထားပါဘူးဘာလို့လဲဆိုတော့တယုတ်ဆောင်ဖြစ်တဲ့အတွက်ကိုအလုပ်တစ်ခုကိုလက်ခံပြီးပြီးဆိုလို့ရှိရင်ဒီ character ကိုကိုအကောင်းဆုံး အနည်းဆက်ဆုံးသူနဲ့အတူဆုံးဖြစ်အောင်ဘလို့တယုတ်ဖို့မလဲဘလို့ဖန်တီးမလဲဆိုတာပဲအမစိတ်ဝင်စားပါတယ်အဲ့တော့အမတီးတလောက်တက်တလောက်ကလေးနဲ့အမစူးစမ်းထားပါတယ်။ဟောအဲ့လိုမျိုးအမကိုနှလုံးသားထဲမှာရှိတာဟိုပဲအမဂျေစုအများကြီးတင်ပါတယ်။ပင်မနာကတော့လေပြောပြောပြလို့တောင်မရအောင်တစ်ဖွဲ့လုံးအများကြီးပင်မနေပေါ့။တယုတ်ဆောင်နေရလဲတယုတ်ဆောင်ခန္ဓာအလျောက်ပင်မန်းသလို့ အနောက်ွယ်ရနေပြီးတော့မှဒီစက်ကားတကားကြီးဖြစ်ဖို့အတွက်နောက်ွယ်ရနေပံ့ပိုးပေးချရတဲ့တင်းနေရှိတယ်။အဲ့အခွဲတွေကလည်းတယောက်ချင်းစီကအလုံးပြင်ပန်းကြပါတယ်။အဲ့တော့ဒီကားလေးဒီလိုမျိုးကြည့်လိုက်ရတဲ့အခါကျတော့နောက်ွယ်ရနေပံ့ပိုးပေးချရတဲ့သူတွေလည်းအားရချိန်နဲ့ကြမှာပါအမောပြေရတာပေါ့။ကိကတော့အများရန်စ조사နေတဲ့သူတယောက်လေသူ조사နေတဲ့သူတယောက်ဖြစ်တယ်ပြီးတော့ဟိုသူ့ရဲ့လုတ်လုတ် လုံလာတဲ့အမှုပညာတက်တန်းရဆိုရင်သူ့မှာမရိုက်ဘူးတဲ့ character မရှိသလောက်တောင်မှသူ့အတွက်ကများပြားနေတယ်။ဒါပေမဲ့လို့ဒီကားလေးရကြတော့သူ့အတွက်စိတ်ခေါ်မှုတစ်ခုပေါ့။သူဒီကားထဲမှာဆိုလို့ရှိရင်ဝိညာဉ်ဝိညာဉ်ကိုပူပူပြီးတော့ဝင်ပြောရတဲ့ဟာမျိုးလေးတွေလေအဲ့ဒါမျိုးလေးတွေဆိုရင်သူအများကြီးစူးစမ်းထားပါတယ်အဲ့ဒါတွေကိုစူးစမ်းထားတယ်ဆိုတာလည်းတွေ့ရတယ်လေအဲ့တော့ဟိုပြည့်အတွက်လည်းဝန်တာပါတယ်ဟောအဲ့ဒါကလေတကယ်ရှိပါတယ်အပြင်မှာလေတကယ်ကဟိုအမားတို့အမြဲတမ်းလဲဘယ်လိုပြောမလဲ ဖျားရှိခိုးပြီးဗုဒ္ဓဘာသာတွေပဲဖြစ်ဖြစ်ဟိုပေါ့နော်ဗုဒ္ဓဘာသာဆိုလို့ရှိရင်လည်းအာဖျားရှိခိုးပြီးပြီးဆိုလို့ရှိရင်လုံးပြီးပြီးဆိုလို့ရှိရင်တော့တစ်ပုံမှာရှိတဲ့သူတွေအားလုံးအမျှဝေရတယ်လေဆိုတော့ဘုံသူဘုံသားဆိုတာရှိလို့အမတို့ကလည်းအမျှဝေရတာပေါ့နော်အဲ့တော့ဒီလိုမျိုးဝိညာဉ်ဝေပူးနိုင်တဲ့လူဆိုတာလည်းရှိပါတယ်မြင်လဲမြင်ပူပါတယ်ပြိတ္တတွေအမြင်ဆန်းနေပေါ့နော်မမြင်ဒီလိုကားမျိုးလေးတွေမကြည့်မကြည့်ရတာကြာပြီပေါ့ မကြည့်ရတာကြားတဲ့ပရိသတ်တွေအတွက်ဒီဇလန်လေးကိုဖန်တီးပေးတယ်အဲ W Entertainment ပေါ့ဒါတကယ်ကို high budget နဲ့သုံးပြီးတော့မှသူဒါအကောင်းဆုံးဖြစ်အောင်လို့သူတို့ဖန်တီးပေးထားတယ်အဲ့တော့ကြောက်မှုလို့ကြည့်ရှုတဲ့ပရိသတ်တွေလာကြည့်တဲ့အခါကြာလို့ရှိရင်လည်းတကယ်ကိုစိတ်ကျေနဲ့ဟိုရရလိုက်မယ်လို့မျောတော့ယုံကြည်ပါတယ်